international break တစ်ဖြတ်ပြီးမှအတင်းလိုက်ရသူတို့ရဲ့ဟိုသွားနေတဲ့ပြစ်မှတ်တစ်ခုလို့ပေါ့နော်သူတို့ဒါချိုးကွေ့တခုပေါ့ international break ဝင်လာလိုက်တချို့အသင်းတွေလည်း return ကောင်းတဲ့အသင်းတွေတန်သွားလိုက် return ကျပြီးတော့ရုံးကန်တွေရဲ့အသင်းတွေကပြင်ဆင်ချိန်လေးပြန်ရသွားလိုက်ဆိုတော့ဟာမျိုးလေးနဲ့သွားနေရပေါ့အဲ့တော့ကစားသမား9ယောက်ခေါ်တယ်ဒီ Leonie ကိုဖယ်လိုက်မယ်ဆိုရင်2ယောက်ကဒန်ယန်ပြဿနာရဲ့ရုံးကန်တွေရပြီးကစားနိုင်တဲ့3ယောက်ကဒီဒီခြေစွမ်းမပြနိုင်သေးဘူးဆိုတဲ့အနေအထားကိုမြင်နေရတယ်ပေါ့နော်ဆိုကာဟောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲ ဘိတ်သက်တွေကဘလုံးနဲ့အကားသားနီးတွေကိုရင်ခုန်ကျင်တဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ One Expert ကိုဒေါင်းလုပ်ရယူပြီး promo code One Soka House နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ။ Cyber Game နဲ့အခြားအကားသားနီးတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေ စူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။စကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျ။ Premier League ပွဲစဉ်17အပြီးအခြေအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူတာကုဆိုးရဲ့ကောင်းတဲ့ရန်နေပြီးတော့မှသုံးသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာ။ကိုဆိုရောကောင်းတဲ့ကောင်းမင်္ဂလာပါညီမင်္ဂလာပါကိုရဲကျွန်တော်ဒါပရီးမီယာလိပွဲစဉ်17အပြီးမှာတော့အတင်းကြီးတော်တော်များများတော့ထိတ်တိုက်တွေ့ပြီးကြပြီပေါ့နော်ဥပမာမန်ချက်စတာယူနိုက်တက်ဆိုရင် ီအတင်းကြီးတွေထဲမှာ तू တွေ့ရအတင်းကဒါမရှိသလောက်ဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးပဲ Arsenal ဆိုရင်လည်းဒါ Chelsea နဲ့ဝင် Chelsea နဲ့တော့ဒီရှစ်တပတ်ထဲလောက်ကစားရမယ်เนาะဒါ Chelsea Spa နဲ့ကတော့ဒါရှစ်တပတ်ထဲကစားရမယ်ဆိုတော့ Arsenal ဆိုရင်လည်းဒါ Chelsea တို့ Spa တို့နဲ့ဒီလန်ဒန်ပြိုင်ပွဲတင်တရားလွင်ဂျန်နဲ့အတင်းကြီးနဲ့လည်းကစားပြီးပြီးတော့ဟို Manchester City တို့ Liverpool တို့လည်းအတူတူပါပဲဒါ Liverpool ဆိုရင်လည်းဒါဒီ traditional big four faces တွေတဲ့က အသင်းကြီးတွေကတော်တော်များများဒါတွေ့ထားပြီးဗောလေဒါကျန်တာဆိုတော့တင်းတင်းတော့ပဲကျန်တယ်ဆိုတော့ဒီပွဲစဉ်၁၁ပြီးအချိန်ဒီမှာကြည့်လိုက်တော့အသင်းကြီးတော်တော်များများဟာသူတို့ရဲ့ဒီထိပ်သီးပြိုင်ပွဲတွေနဲ့ဒါအသီးသီးရင်ဆိုင်ခဲ့ကြပြီးပြီလို့ပြောလို့ရတယ်အဲ့ဒီအချိန်ဒီကုမှာဟိုလာမဲ့ဒီအခုကတော့ဒါ November International Break ဗောလေ November International Break ပြီးရင်ဝင်လာမှာတော့တကယ်ပွဲချက်တွေပဲပွဲချက်တွေဆိုတော့အမအသင်းကြီးအချင်းချင်းတွေ့တဲ့ ဝဲစင်တွေကိုဆူလိုတာတော့မဟုတ်ဘူး။နေ့ရက်ခြားတစ်ပွဲ၊၃ရက်ခြားတစ်ပွဲဒီလိုမျိုးခက်စိတ်စိတ်ကစားတော့မယ့်အခြေအနေကတည်ကြပါလေ။ဒါပရီးမီးယားလိမှာတော့ဂီယာတစ်စစ်ချိုးကာလာတခုလို့ဒါပြောလို့ရမယ်ထင်ပါလေ။ဒီတော့ဒီဒီဂီယာတစ်စစ်ချိုးကာလာမရောက်ခင်အခြေအနေမှာဒါပွဲစဉ်၁၁အပြီးဒီဘယ်လိုပြောမလဲ။အသင်းရဲ့အခြေအနေရောပထမဆုံးဒီ before ဒီထိပ်သီး၄သင်းအခြေအနေနဲ့ပတ်သက်ပြီးတော့မှကိုစိုးရအရင်ဆုံးတိုးတက်ပြပါဘောဗျ။ဟုတ်တယ်ပါ။အခုဆိုရင် international break ကတလောက်တစ်ဖြတ်တစ်ဖြတ်ဆိုတာ၃၃ကာမြောက်ပါတော့။ဟုတ်ဆိုရင် တိုင်ပွဲကလည်းပရီးမီးယားလည်းလေးလာလေးကိုဝင်လာပြီဆိုတော့ international break တစ်ဖြတ်ပြီးမှအသင်းတိုင်းကသူတို့ရဲ့ဟိုသွားနေတဲ့ပြစ်မှတ်တစ်ခုပေါ့နော်သူတို့ဒါချိုးကွေ့တစ်ခုပေါ့ international break ဝင်လာလိုက်တချို့အသင်းတွေလည်း return ကောင်းတဲ့အသင်းတွေတန်သွားလိုက် return ကျပြီးတော့ရုံးကန်ရတဲ့အသင်းတွေကပြင်ဆင်ချိန်လေးပြန်ရသွားလိုက်ဆိုတော့ဟာမျိုးလေးနဲ့သွားနေပေါ့ဒီ international break ပြီးရင်တော့နောက်ရာသီနှောင်းပိုင်းလောက်ထိရဇက်တိုက်နားနေပြီရှိရောနော်ဇက်တိုက်သွားတော့မယ်ဆိုတော့အသင်းလိုက်တော့နောက်တစ်ချက်တစ်စ်ဒီယာထွက်ပြီးအခုပြောသလို ်တင်ရတော့မယ်ကာလရောက်လာပြီတော့ထပ်ပြီးတော့ဟိုပွဲတွေစက်တိုက်သွားတော့မယ်ဒီဇင်ဘာပွဲချက်တွေလာတော့မယ် New Year ဒီ Christmas ကာလပွဲတွေလည်းစက်တိုက်လာတော့မယ်ဥရောပပွဲတွေလည်းဝင်လာမယ်တခြားပြည်ရင်းပွဲတွေလည်းဝင်လာပွဲတွေကစက်တိုက်3ရက်ပွဲလောက်ဒါတစ်ပတ်ကို2ပွဲဒီတောက်ကစားမယ်အနေထားမျိုးဆိုတော့ပွဲတွေကြက်လာတော့မယ်ဆိုတော့ဒီအချိန်ဒီမှာပုံမှန်နိုင်ငံမှာရှိနေတဲ့အသင်းတွေတော်တော်ဘာပဲပြော အားသာချက်တစ်ခုတော့ဖြစ်ခဲ့တယ်နော်လက်ရှိပွဲစဉ်17အပြီးမှာတော့ Arsenal ကဆက်ပြီးတော့အမှတ်ပေးစရာဟိုတော့ဦးဆောင်ထားတယ်ရမ26မှတ်နဲ့ အာဇနဲ့ဒီယာဒီမှာခက်စစ်အကောင်းဆုံးနည်းနေရတပင်းပေါ့နော်ခက်စစ်ကဒီယာဒီစတဲ့ဘက်မှာ၅ဝက်ပေးထားတယ်တုံညာတက်မှာ၅ခုတောင်ရှိပေးထားတယ်ဖွင့်ပြမြောက်ပေါ့နော်အဲတိုက်စစ်မှာကြာတော့မန်စီးရီးယားအကောင်းဆုံးနဲ့မှာပါမန်စီးရီးယား23ခုတော့တွင်းနိုင်ခဲ့တယ်ပြီးတော့ဟိုခက်စစ်မှာအာဆင်နယ်ကောင်းတယ်တိုက်စစ်မှာမန်စီးရီးကောင်းတယ်ဒီဒီယာဒီမှာအခုပြောတဲ့ဒီ V4 ထဲမှာမထင်မှတ်ဖဲပေါ့နော်ဟိုဟုတ်ကဲ့ချက်စီးကတတိယနေရာမှာရမ20နဲ့ချက်စီးကိုယ်တိုင်တော့တကယ်တမ်းပြောရင် တိုက်တယ်ကိုချိန်ချောက်နိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါပေမဲ့ချဲစီအကြောင်းကြတော့ဇာတိစတဲ့ရတယ်သူ့ကိုတိုက်တယ်ထဲမှာဟိုတိတ်ပြီးတော့ထင်းချင်းမပေးကြဘူးဒီယာတီမှာလည်းသူ့ခြေစွမ်းကအရင်ကြီးကြီးကြီးထဲမှာမပါဘူးဒါပေမဲ့သူ့ထက်ပိုဆိုးနေတဲ့အသင်းတွေရှိတယ်မှာ United တို့ Spurs တို့ Liverpool တို့ကြောင့်သူကအခုဆိုရင်သူရှိတဲ့ရှိတဲ့ level တခုမှာတော့ရှိနေသေးတယ်ထိတ်ဆုံးကအဆင်နဲ့6မှတ်ပါဆိုတော့မစိုးဘူးပေါ့နော်။ဒါပေမဲ့လက်ခံလို့ရတယ်လူငယ်တွေနဲ့တိုးတက်တဲ့လက္ခဏာလေးတွေမြင်လာတယ်။ဒီတိမှာသူတို့ခြားခြား top 4ထဲဝင်နေတာဆန်တာလဲ။ညမှာ16မှတ်တာယူထားတယ်။ဆန်တာလဲတဲ့ရတော့ကျွန်တော်တို့ဒီရာဒီမှာ surprise ဖြစ်ဆုံးအသိန်းလို့ပြောရမှာ လက်ရှိ17ပြီးမှဆိုရင်အသင်းကြီးတွေကလီဗာပူးတို့ဒါမန်ယူနိုက်တက်တို့စပါတို့ကတော်ဖို့အပြင်ကိုရောက်နေပြီးတော့ဆန်နာလန်ကတော်ဖို့ထဲဝင်လာတယ်ဒီ big six ထဲမှာလည်းမထင်မဖက်နဲ့ဗီလာတို့လိုအသင်းတွေချင်းချောက်လာတယ်ဘုံမော့တို့လိုအသင်းတွေချင်းချောက်လာခဲ့ပြီးတော့ဒီ big six အသင်းတွေရဲ့နေရာတွေမှာဒီအသင်းတွေကဝင်ပြီးတော့ယူလာတာကိုတွေ့ရတယ်အခုဆိုရမ18ပတ်ရတာအသင်းက9သင်းလောက်ရှိတယ်ပေါ့နော်အဲဒီမှာခုနပြောတဲ့ဗီလာတို့လိုဘုံမော့တို့လိုအသင်းတွေလည်းပါတယ်အဲဒီမှာမန်ယူနိုက်တက်တို့စပါတို့လိုအသင်းတွေလည်းပါတယ်ဆိုတော့ဒီဟာတွေကပို့ပြီးတော့တောင်မှာပေါ့ဒီ ဒီ top 4နဲ့ဒီ guest စကြားမှာမထင်မှတ်တဲ့အသေးနေရဲ့အနောက်ရှက်နေကိုတော့များလာမယ်လို့ကျွန်တော်ယူဆတဲ့ရာသီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါမိနစ်3ခန်းနဲ့ရှင်းမယ်ဆိုရင်တော့သိကြပါတယ်ဒီနေ့ကပုံကမှ competitive ဖြစ်တာတော့အမှန်ပဲပြီးခဲ့တဲ့ရာသီကဆိုရင်ဒီအချိန်တော့ရောက်တဲ့အခါမှာဒါဒီဇင်ဘာပွဲကြကာလမတိုင်ခင်စက်ကြားမှာတွေကို Liverpool ရဲ့ဒီခြေစွမ်းနောက်တစ်ခါကျအမှတ်ဖြတ်ထားနိုင်မှုဒီအချိန်တွေတခုကဒီတခြားသိနေတဲ့ဆိုင်တော်ရီကိုခီးရောက်နေအဒီနေ့ကတော့ Liverpool နှစ်ပါกว่าလို့ ပြောတော့အောင်ကျွန်တော်ဒါအမှန်တိုင်းပြောပြန်စဉ်းစားကြည့်လိုက်ရင်ဒါပြီးခဲ့တဲ့နှစ်ဒီနိုဝင်ဘာဒီဇင်ဘာလဇန်ပိုင်းလောက်မှာကတည်းကလည်းလီဗာပူးကတော်တော်ကြီးကိုအလားလာကောင်းတယ်ဒီနှစ်အာဆင်နယ်ကလည်းလာလာကောင်းပါတယ်ရမအဖြစ်လဲဒါမစိုးဘောလေတပွဲစားကြော်ကြော်လောက်ထိဒုတိယနေရာအတင်းကိုဖြတ်ထားနိုင်နေဆိုပေမဲ့ပို့ပြောမှဒါ competitive ဖြစ်လာနိုင်တဲ့အရေးအယံတွေကတော့ကျွန်တော်ဒါမြင်ရတယ်။ဘာကြောင့်မလဲဆိုတော့ဒါ Man City ပုံမှန်လမ်းကြောင်းတစ်ခုကိုရောက်လာတယ်ဒီလားနောက်တစ်ခုကတော့ Liverpool ကိုယ်တိုင်လည်းဒါအခုလာမဲ့ November လက်ချံရယ် November လက်ချံရယ်နောက်ထပ်ဒီဇင်ဘာလဇန်ပိုင်းရယ်ကစားမဲ့အသင်းတွေကကျတော့ Liverpool ကိုယ်တိုင်လည်း အမှတ်ပြည့်ဒီပါ United အတင်း United ရှိတဲ့အခြေအနေပေါ့နော်ပွဲချောင်တယ်လို့ပြောလို့ရတဲ့အခြေအနေဆိုတော့ Liverpool ကိုလည်းတကြော့ပြန်ပြလာနိုင်တယ်ဆိုတော့ပို့ပြီးမှ competitive ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးမှကောင်းတစ်ကောဒါပြီးခဲ့တဲ့ရာသီကအခြေအနေနဲ့နိုင်ရှိပြီးနည်းပြောပြပါဘုန်းကြီးအဟုတ်ပါတယ်ဒါဒီရာဒီပရီးမီးယားလီးကတော်တော်လေးကိုပြင်းထန်တယ်ဒီပြိုင်ဆိုင်မှုလည်းတော်တော်လေးပြင်းထန်တယ်ပေါ့နော်ဘာလို့တော့ဒါဒီအဆင့်1ကနေပြီးတော့4အထိမှာဒီအဆင့်4မှာဆန်ဒါလန်ရှိတယ်ပေါ့နော်ဒီအဆင့်5ကနေ6အထိကခုနကကိုစိုးကြီးပြောလို့ပဲ16မှတ်နဲ့ အသင်းနေမှတ်တူနေတာပေါ့เนาะအဲ့တော့အဆင့်9အသင်းကဒါနိုင်လိုက်မယ်ဆိုတာ ਨੇ အချိန်မရွေးဒါ top 4လေးကိုပြန်ပြီးဝင်လာတဲ့အနေထားပေါ့เนาะအဲ့အောက်မှာကိုထပ်ကြည့်လိုက်တော့လေဒါဒါ brighton တို့လိုအသင်းတွေရှိတယ်19နံပါတ်30ပြဲ palace palace တို့ palace လိုအသင်းတွေရှိတယ်ပြီးတော့အထူးသဖြင့်ဒါဒီ eddie howe ရဲ့ newcastle ရှိတယ်ပြီးတော့ david white ရဲ့ everton ရှိတယ်ဟိုလီးရလဲသူ့ဟာ ਨੇ သူကောင်းနေရပဲ whatsapp လဲကြဆင်းခဲ့တယ်ဆိုမဲ့ဒီ nuno santo လက်ထက်မှာကောင်းလာတယ်အဲ့တော့ premier league အသင်း30မှာ wolverhampton တသင်းလောက်ပဲ ည်းနည်းလေးဒါတော်တော်လေးကိုတန်းဆဲမယ်လို့အခုချိန်ကြီးကပြောလို့ရအသင်းဖြစ်နေပြီကျန်တဲ့16သိန်းလုံးကဘာမှကိုပြောလို့မရအောင်တော်တော်လေးကိုပြိုင်ဆိုင်မှုပြင်းထန်နေတာကလည်းဒါဒီဒီယာတီမှာထူးခြားမှုတစ်ခုပေါ့လေအဲ့ဒီမှာတော့ဒါလီဗာပူးရဲ့အခြေအနေကတော့အားလုံးသိကြတဲ့အတိုင်းတော်တော်လေးကိုဒါအခြေအနေစိုးဝါးနေတယ်ဒါပေမဲ့သူ့အနေနဲ့တော့ဒါအသင်းကြီးထဲမှာဆိုတော့ဒါတော်တန်ဟော့စပါတေးမဲ့ကြံတော့ရယ်ပေါ့လေဒါသူနျူကာဆယ်ကိုယ်ုံလည်းသွားပွားပြီဒီဘရက်ဖို့ကိုယ်ုံလည်းသွားပွားပြီဒီဘုံမောင်းနဲ့လည်းတွေ့ပွားပြီအက်စတွန်ဗီလာနဲ့တွေ့ပွားပြီဆိုတဲ့အနေထားမှာဒီဒီ international break ပြီးဒါဒီဘက်လာမဲ့ ပွဲကနေစပြီးတော့ဒီဇင်ဘာလောက်ထိရသူတော်တော်လေးကိုပွဲချောင်နေပေါ့နော်လီဗာပူးရဲ့အနေထားကတော့ဒါဟိုပွဲချောင်နေဆိုတဲ့တိုင်အောင်နိုင်မယ်လို့တော့ဒါခံမလို့မရသေးဘူးဒါပေမဲ့သူအနီစလော့အနေနဲ့ဒီကာလတွေမှာသူလိုအပ်နေတဲ့သူအသင်းရဲ့ဒီ chemistry မိမဲ့အဖြေတစ်ခု shape တစ်ခုအရှာတဲ့ဆုံးအဖြေအချိန်ဖြစ်လာပြီးတော့ကျွန်တော်ယူဆရတယ်ဒီပြီးခဲ့တဲ့ရာသီမှာ champion ဖြစ်ခဲ့တဲ့လူစင်းယိုပဲတုံးပြီးတော့ဒီဒီနောက်ကြောင်းပြန်လှည့်တာမျိုးတွေပေါ့လေဒီအဲဒီ Florian Vias တို့ Isat တို့ဒီ AKTK တို့ Gagas တို့ frame ball တို့နဲ့အတူ ဒါပုံစံတက်တစ်ခုကိုတကယ်လို့ transition လုပ်လို့အကောင်းဆုံးချိန်ကာလတစ်ခုရောက်လာပြီဆိုတော့ကျွန်တော်ယူဆပါတယ်ကိုရေဟုတ်ကဲ့ပါဒါနောက်ထပ်ကျွန်တော်ဒါပြောစရာရှိတာ position 7အပြီးလောက်မှာဒီပြီးခဲ့တဲ့နေရာဒီကာလကတော့အတင်းတော်တော်များများလဲငွေအလုံးရင်းနဲ့တုံးခဲ့ကြတာဟုတ်ကျွန်တော်အဲ့ဒီဟာလေးနဲ့ပြန်ပြီးတော့မှချိန်ကြည့်ကြတာပေါ့လေငွေအလုံးရင်းတုံးခဲ့တဲ့အခြေအနေတခုကကစားသမားပြောင်းရွှေ့တွေဟာဒီ position 7အပြီးအခြေအနေမှာရောဘယ်လောက်ထိဒီ impact ဖြစ်ခဲ့တာမျိုးပေါ့နော်ဒီ impact ဖြစ်ခဲ့တဲ့အခြေအနေမျိုးလေးနဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်ဒါလေးလည်းပြောပြပါအောင်ဗျာဥပမာ Manchester United ဆိုရင်ဒီအသီးပွင့်လေးတွေစတင်ကြတာနော်ဒါ Lamman Stone ဆိုရင်တော်တော်ကြီးကိုဒါမဆိုးဘူးပေါ့ဗျာသူ့အသက်အရွယ်လေးနဲ့ Lordi တီညင်ညင်ကစားနေတာ Matias Cunha အမ်ဘူးမို့ မှုစင်းဒါ EPL တလားတာအကောင်းဆုံးကစားမဆူရတဲ့အထိဒါခြေဆွမ်းပြလာတယ် United ရဲ့တိုက်စစ်ကတည်ကြပါတယ်ပြီးခဲ့တဲ့ရာသီကဒီ38ပွဲကစားဂိုး40 42လောက်တွင်းခဲ့တဲ့အနီထားနဲ့ရှင်းလိုက်မယ်ဆိုအများကြီးတိုးတက်လာဒီလိုမျိုးပဲတခြားသင်းတခြားသင်းဥမာ Chelsea ဆိုလည်း Steve Ball လိုလူငယ်ခြေတက်လူမျိုးလေးရလိုက်တဲ့အချိုးကျေးဇူးတွေကျွန်တော်ဒါစတင်ခန်းစားလာရတယ် Arsenal ဆိုလည်းဒါ Zubi Mandi လိုတကယ်ကိုကိုယ်လည်းကိုထိန်းချောင်းနိုင်တဲ့ကစားမရလိုက်တဲ့အချိုးကျေးဇူးဒါစသဖြင့်ပေါ့လေဒီ transfer နဲ့ပတ်သက်တဲ့အခြေအနေဒါပွဲစဉ်ဆက်တက်ပြီးမှဘယ်လောက်ထိတိတိထားထားတင်ရှာရှာမြင်ရလဲဆိုတော့လေ ိုဆိုပြောပြပါဗျာဟုတ်ကဲ့ပါဒါအကိုပြောခဲ့တဲ့ဒီမေကွန်မေကွန်မဲ့ထားပါတော့ဒါလေးနဲ့ပတ်သက်ပြီးတော့အထင်အထင်ရှားဆုံးအရာကိုပြပါဆန္ဒဆန္ဒလန်းကိုပဲပြဟုတ်ကဲ့ဆန္ဒလန်းကလည်းအသိငယ်တဲ့မှာဒါတန်တက်တဲ့မှာစံချင်တင်ပြောင်းဖြစ်ရေးတော့တန်160တုံးတာလားဟုတ်တန်160တော့တုံးတာဒါသူ့ဘယ်အစ်စ်မှာအခုရှိနေလဲဆိုအခုဆိုရင်တော်ဖိုးထဲမှာရှိနေအချိန်ကြရင်တော့ရာသီကောင်းရင်သူဟိုတမ်းမစင်းရရင်တော့သူ့တက်ကလုံလောက်နေပါပြီဒီလက်ရှိပုံစံအရဆိုတော့တေချာလာဒီအမစ်တေပဲလောက်မှာတော့ကြံရိုက်ခံပါအခုလောလောဆယ်မှာတော့ မျောလင့်ထားတဲ့အများကြီးပိုကောင်းတယ်ဆိုတော့ခုနပြောတဲ့ငွေကြေး30ချင်းရဲ့နောက်ွယ်ကအကျိုးဆက်ကတော့ဒါဆန္ဒလင်းကိုကြည့်ရမယ်တည်အကျန်တဲ့အသင်းကြီးတွေမှာလည်းလီဗာပူးတသင်းကတော့ငွေကြေး3လောက်အသင်းရဲ့ impact အတွေ့ရတယ်ပဲနဲ့ဒီရာဒီမှာထူးခြားကြပါတော့အသင်းက form ပြက်ပြီးတော့ရုန်းကန်နေတာဒီဒီတစ်ခုတော့ရှိတယ်ကျန်တဲ့အသင်းတိုင်းအာဆင်နယ်ဆိုရင်လည်းအခုအချိန်မှာအမှန်တကယ်တော့အာဆင်နယ်ကပြီးခဲ့တဲ့နှစ်တွေနဲ့ရှင်းရှင်းကြည့်မယ်ဒီလောက် injury လာဖြစ်နေအာဆင်နယ်တော်တော်လေးကိုအခြေအနေဆိုးနေဒါပေမဲ့ဒီရာဒီတစ်ချောင်းလုံးဒဏ်ရာရင်းနဲ့ဇက်တိုက်ကြုံခဲ့တယ်ဆိုပေမဲ့အခုထိအမှတ်ပေးရမှာဥဆောင်ထားစေပဲရမှတ်လီမတ်ဆိုတော့ဘာပဲပြော ပုံမှန်အဖြစ်ပြောမယ်ဆိုရင်ကိုကိုဥဆောင်နေတာကိုကလက်မလေးမနဲ့အသေးတန်လိုက်ရင်လိုက်ရမယ်အခြေအနေမျိုးမှာကိုကဥဆောင်ထားရဆိုအကောင်းမကတွေ့အားသာချက်တစ်ခုပေါ့နော်တကယ်တမ်းပြောရင်ဒါလီဗာပူးရဲ့ပြင်ဆင်မှုမန်စီးတီးရဲ့အနေထားရနေဆိုရင်ကိုကဒီချိန်မှာ level လောက်ဖြစ်နေလေဂျင်းနေတဲ့အနေထားပဲကိုကနောက်ကနေမလမ်းမကန်းလေးလိုက်နေရရင်လည်းလက်ခံပေးရမယ်ကိုကကိုကလေးမတောင်တာနေရဲဆိုတော့လီဗာအာဆင်နယ်ပိတ်သက်တွေကတော့6မကန်းနေ၄မဖြစ်သွားတဲ့အချိန်မှာစောင်းရတီကလည်းဝင်တော့မယ်ဒါဟာပြဿနာတွေရှိလာပြီဟုတ်အသင်းချက်တွေနဲ့ပွဲချက်တွေလည်းတွေ့ရမှာဆိုတော့အဲ့ဒီပုံမှာတော့စိုးရိမ်စိတ်ရှိကြတာမှတ်မိမယ် လက်ခံလို့ရတဲ့အနေအထားမှာရှိပါတယ်အဓိကတော့အခုပြောသလိုပဲသူတို့လည်းငွေကြေးသုံးစွဲမှုကိုအင်းနဲ့အားနဲ့သုံးပြီးတော့အခုဆိုစကတ်တက်ကတော်တော်လေးတောင်းလို့အခုလိုဒဏ်ရာလေးရှိနေတယ်မှာအရင်ကြီးဟန်မပြတ်ပါဘူးအခုလာမဲ့ကျွန်တော်ဒါ international break ပြီးမှာဆိုရင် spa chelsea bayern နဲ့တွေ့မဲ့အနေအထားတချို့လည်းဒဏ်ရာနေပြန်လာဖို့ရှိတယ်လို့ gabriel လို့အသင်းရဲ့ဒီအားကိုရဆုံးထောက်တိုင်ကြတော့မှလည်းဒဏ်ရာရပါလေဘလောက်ကြကြနားမယ်ဆိုတော့မသိဘူးဆိုတော့ဒီအခြေအနေမှာလာအခုပြောဆိုငွေသားမတုံးထားဘူးဆိုရင်တော်တော်ကိုသာစိုးရိမ်စရာကောင်းတဲ့အနေထားရောက်နေပြီလို့ကျွန်တော်တို့ဒါပြောရမှာ Man City ကကြတော့ ဟောဒီအားဒီမှာသူသုံးတယ်ဆိုတာကပုံမှန်ပဲပေါ့အရင်ကြီးငွေကြေးအလုံးကြီးနဲ့သုံးထားတာမဟုတ်သူကရှင်းတင်ရှိကြိုက်တဲ့ဟိုဒီအားဒီမှာဆိုသူကတခြားသိနေတဲ့စာတော်တော်လေးငွေကြေးတော့စီစစ်ပြီးတော့သုံးခဲ့လို့ပြောရတယ်အရင်ကြီးဘုံဘောအော်ကြီးသုံးခဲ့တာမဟုတ်ဘူးဒါပေမဲ့အသိအခုဆိုရင်လမ်းကြောင်းမှန်တစ်ခုကိုအချိန်တိုအတွင်းမှာပဲဒါကွာလီယိုလာရှာတွေ့ထားပြီအသိအလည်းပုံမှန်လေးသွားတယ်ဆိုမန်စီးတီးလိုအသိအဒီလို level မှာရှိနေပြီဆိုတော့အားလုံးအတွက်အချက်ပေးခေါင်းလောင်းနိုင်တာတကယ်ကိုကြောက်စရာကောင်းလာပြီဆိုတော့ကျွန်တော်တို့ညင်းလို့မရဘူးเนาะတခြားသိနေမှာလည်းအခုပြောလို့ပဲ United ဆိုရင်ထူးတက်လာတဲ့လက္ခဏာတွေကျွန်တော်တို့အများကြီးမြင်လာရတယ် တိုက်စစ်ပိုင်းမှာအမ်ဘူမိုးရဲ့အကောင်းဆုံးစီမံကိုမြင်လာပြီးဘုဒ္ဓမာပိုင်းမှာရှေ့ရာတွေမှာတောက်လျှောက်ရုန်းကန်ခဲ့ရတဲ့အနေထားလမ်းမန်းကြောင်းဘာပဲပြောအတိုင်းတာတစ်ခုတည်းသူတို့ကနောက်ဆက်မတင်ရတော့ဘူးတိုးတက်လာတဲ့လက္ခဏာတွေကျွန်တော်အကုန်လုံးကမြင်ရပြီမဲ့ခုနကကိုတို့ထောက်ပြခဲ့တယ်လို့လီဗာပူးတင်းရတော့ငွေကြီးတွေအများကြီးတုံးထားပြီမဲ့သင်းရဲ့လက်ရှိဖောင်နဲ့ခြေစွမ်းကတော့အဲ့ဒီအကျိုးဆက်ကိုမခံစားရသေးဘူးဒါပေမဲ့နောက်လာမဲ့ရာသီမှာတော့ဒီကျိုးဆက်တွေဒီတဖြည်းဖြည်းချင်းပေါ့နော်ပြန်ပြီးသူတို့လည်းဒီ international break အပြီးမှာတော့ပြန်လာဖို့မျှော်လင့်ပါတယ်တဆက်တဲ့ကောင်းတဲ့ကလည်းဒီ topic ဒီအကြောင်းအရာလေးပေါ့ transfer နဲ့ပတ်သက်တဲ့အခြေအနေလေးမှာဒါအခုပြောကြရရှိတာ Liverpool ကိုလည်းတွားပြီးထောက်ပြကြရရှိတာဟုတ် Liverpool ကလည်းပြီးခဲ့တဲ့နေရာဒီကဒါတန်ကြေးအဖြစ် cross expenditure အနေနဲ့ကြည့်မယ်ဆိုရင်ပေါင်တန်400ကျော်ထိတုံးထားရလေးရှိတယ်ဒါပေမဲ့မတူညာလေးတစ်ခုကကြတော့ဒါရောင်းထုတ်လိုက်တဲ့ကစားမားလည်းတော်တော်လေးများတယ်ဥမာဒုတိယနေရာမှာဆိုရင်ဒါဝူဂျီတုံးဆမှုမှာဆိုအာဆင်နယ်ကလည်းဒါဘယ်အများဆုံးနဲ့ပါတယ်ဒါပေမဲ့သူအာဆင်နယ်နေထွက်သွားတဲ့ကစားမားကြတော့ဒီစာချုပ်သက်တမ်းကုန်းကကုန်းလုံးထွက်သွားတဲ့ကစားမားမျိုးတွေရှိပြောမှာအဓိကထုံရောက်လိုက်တဲ့ထောက်တိုင်ကစားမားကတော့အာဆင်နယ်မှာတော့ မရှိဘူးလို့ဒါပြောလို့ရပါဘောနော်ဒါပါတီးလောက်ပဲဒါအကူပြောကြရှိတယ်လီဗာပူးရဲ့ဒီအပြောင်းရွှေ့ရောဒီဘယ်လိုပြောကွက်စင်17အပြီးချင်းနေပါဆိုရင်ဒီ trolity တတမြင်နေရပါလိဒါလေးနဲ့ဆက်ဆက်ပြောမှလည်းကောင်းတဲ့တစ်ဆက်တည်းသုံးလို့ပြောပါဟုတ်ပါတယ်ဒါလီဗာပူးကငွေကြေးသုံးဆွဲမှုအများကြီးသုံးခဲ့ပေမဲ့ဒါသူတို့ရဲ့အဓိကကစားသမားတွေပေါ့နော်ဒီလူဒီယက်ဆိုလိုကစားသမားမျိုးတွေဒီတောင်ရင်းရဆိုလိုကစားသမားမျိုးတွေရောင်းထုတ်ထားရတယ်ပြီးတော့ဒီဒီကိုကြော်တာကလည်းဒါတိမ်ပါသွားတယ်ပေါ့နော်ဒီလိုနေထားမှုမှာလီဗာပူးကဒီဟိုရှိပြီးသား အသင်ပွဲထွက်ဆက်တရားကိုဒီအရန်အားအကောင်းတဲ့အရန်အားထပ်ဖြည့်တာမဟုတ်ဘဲနဲ့ချီပီးသားပွဲဆက်ဆက်တရားထဲကတချို့ကစားသမားတွေကိုဖြုတ်လဲလဲရတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်။ဒါပေမဲ့အသင်းအခုနအများစုပေါ့ကိုစိုးကြီးပြောရတဲ့အတိုင်းပဲအသင်းအများစုကဒီလူခေါ်ယူမှုအစ်တတရားနေပြီးအချိုးမြတ်တွေအများကြီးရနေတဲ့အခါမှာလီဗာပူးကတော့ဟိုတော်တော်လေးကိုဒါဆက်ကြည့်မယ်အောက်ကိုပြန်ဆိုင်တယ်ပေါ့နော်ဒီလိုနေထားမျိုးမှာအကီတီကေးတောင်မှဒါအံဝင်တယ်လို့ကျွန်တော်ပြောလို့ရရမယ်သူ့အနေနဲ့လည်းဒါ twin goal အဖြစ်ဆိုဒါအများကြီး twin ထားမျိုးမဟုတ်ပရီးမီးယားလိဂ်ကို3 goal လောက်ပဲရှိသေးတယ်ဆိုရင်နေထားကဒါ အံဝင်တယ်လို့ပြောလို့မရသေးဘူးပေါ့လေဒါပြီးခဲ့တဲ့ຢာဒီမှာဒါလူဝစ်ဒီယက်ကကွမ်းစစ်တက်ပြီးမှဆိုဒါဂိုးတွေ9ခုလောက်ကိုဖြစ်နေတယ်ဒါပေမဲ့ဒီလိုနေထားမှာ AKTK ဝင်လာတယ်ဂိုးတွေအများကြီးမရသေးဘူးဒါပေမဲ့ပြောရတယ် AKTK ပဲရှိတယ်ချန်နယ်ကစားသမားတွေကသူ့ထက်ပိုဆိုးတယ်ပေါ့နော် Florian VS ဆိုဆိုဒါပြည်သက်တွေလောင်ပြောင်နာဆခံနေရတယ်ဒီလန္ဒနာ ISAT ဒဏ်ရာပြဿနာတွေဒီကြံ့ခိုင်မှုမပြေဝတာတွေနဲ့ရင်ဆိုင်နေရတယ်ကက်ကတ်ဆိုလည်းဒါအခု Andy Robertson အောင်ပြန်ပြီးအားကိုးနေတဲ့အနေထားတော့ဒါ Liverpool ရဲ့ဒီ ီနွေရာသီမှာပြုလုပ်ခဲ့တဲ့ဒီကစားသမားခွဲယူမှုတွေကပြန်လဲသုံးသပ်သင့်ပြီလားဆိုတာအဲ့ topic တောင်တခုသွားလို့ရနိုင်ဘူးလို့ပြောလို့ရရပါတော့ဒါ friend bounce လဲဒါဟိုတကောက်ကျော်တန်ရာကြီးပဲရတာဒီရာသီမှာတော့လေဘာဘူးရောက်ပြီမှာ၃ချိန်ရာဒဏ်ရာနဲ့ရောက်လာတယ်ကြံကစားတယ်တကောက်ကျော်ထက်ရတယ်ဒီ friend bounce ပွဲမှာ16မိနစ်ကစားတယ်တကောက်ကျော်ကပြန်ရသွားအဲ့တော့ကစားသမား9ယောက်ခေါ်တယ်ဒီ Leonie ကိုဖယ်လိုက်မယ်ဆိုရင်2ယောက်ကဒဏ်ရာပြဿနာရုံးကန်နေရပြီကစားနိုင်တဲ့3ယောက်ကဒီဒီခြေစွမ်းမပြနိုင်သေးဘူးဆိုတဲ့အနေထားကိုမြင်နေရတယ်ပေါ့နော်ခုနကဒီ ဒီစန္ဒာလန်းနဲ့အာဆန်နယ်ပေါ့ဒီကတော့ကစားသမားတွေခေါ်ယူမှုတဲ့အကျိုးအမြတ်ကိုအရရှိဆုံးအသင်းတွေကျွန်တော်မြင်တယ်ဒါစန္ဒာလန်းဆိုလဲဒါ Prince ဂျာကာလိုကစားသမားမျိုးကိုပြန်ခေါ်လိုက်တယ်ဆိုတဲ့အနေထားတော်တော်လေးကောင်းတယ်ဒီရာဒီ Premier League ပွဲစဉ်၁၁အပီးကိုကြီးလိုက်တော့ဒီအများဆုံးဒီ distant cover ပေါ့နော်ကြေးလွှားထားတဲ့ကစားသမား Prince ဂျာကာလိုကစားသမားမျိုးဖြစ်သူ့အသက်ရွယ်နဲ့ဒါ124ကီလိုမီတာလောက်ပြေးထားတယ်ဒီနံပါတ် အပြည့်အများဆုံးကသူ့အောက်မှာဒီ1.7ရော့တယ်ဒီ Elio Anderson နံပါတ်3ကလည်းဒီ Sanna Lan သူ့ရဲ့ Saka ရဲ့12ဖက် Sadiki Sadiki ဖြစ်နေတယ်ပေါ့ Sadiki ဖြစ်နေအဲ့လိုနေထားကြည့်လိုက်တယ်ဟောဒီ Sanna Lan ကဒီလူခုံမှုခေါင်းတွေကိုပြုတ်လုံနိုင်တဲ့အပြင်မှာဒီ Green Saka လို့တောင်းဆိုမှုရိုက်တာတော်လေးအကျိုးမြတ်ဖြစ်ထွန်းစေခဲ့ပြီးတော့ Arsenal ပေါ့နော် Arsenal ကတော့ဒါခေါ်လိုက်တဲ့ကစားသမားတိုင်းအကုန်လုံးဟင်ကာပီယေကိုတော့ကျွန်တော်သိမမြင်ရသေးဘူးဒီမော့စကေးရာ SC ဇူဝီမန်ဒီအကုန်လုံးထိတ်တန်းချေဆွဲ ပြနိုင်တယ်။ဒါပြီးခဲ့တဲ့ရာသီမှာဆိုရင်ဒါအာဆင်နယ်ဒဏ်ရာပြန်တဲ့ရင်ဆိုင်ရတဲ့အော်ဒီကတ်တို့စာကာတို့ဒဏ်ရာရတယ်။အခုကသူတို့ဒဏ်ရာရသွားလဲတိတ်မမှုဘူးဆိုတဲ့ပုံစံမျိုးကိုအာဆင်နယ်ကပြသနိုင်တယ်။ဒါအက်စီဇူဝီမန်ဒီရဲ့အကျိုးကျေးဇူးပေါ့နော်။အထူးသဖြင့်ဒါဒါမာရူအေဂီဆိုလဲဒါဒဏ်ရာပြန်တဲ့နောက်ပိုင်းမှာရင်ဆိုင်ရမယ်။ဒါပြီးမြလိဒီပွဲစဉ်1-3မှာတော်တော်လေးအားကိုးရတဲ့ခြေစွမ်းကိုပြသနိုင်တယ်။အဲ့ကြားထဲဟိုမှာဒါဒါပြောမယ်ဆိုရင် သူတို့ထဲမှာတော့အပြောင်အလဲဆုံးခေါ်မှုဆိုတော့ကျွန်တော်ဇူဝီမန်ဒီလို့ပဲကျွန်တော်ပြောရမယ်အတင်းကတော်တော်လေးကိုတည်ငြိမ်သွားပြီးတော့ဒီခန်းစင်းနဲ့ကွင်းလဲချိတ်ဆက်တဲ့ကစားပုံတွေပို့ပြီးတိုးတက်လာတယ်ပေါ့နော်ဆိုတော့ကိုတိုင်းလဲတွင်ကိုတွေတွင်ယူပေးနိုင်တယ်ဒီကွင်းလဲဒီဒက်ကလန်ရိုက်ချာချောင်းနှိမ်သေးတယ်သူကစားတဲ့လိုင်းอ่ะဒါပေမဲ့ကွင်းလဲအနေအထားလိုင်းနှိမ်သုံးကစားသမားဖြစ်ရမယ်ဂိုးတွေလဲ ွင်းယူပေးထားနိုင်တာကိုတွေ့ရတယ်ဆိုတော့ဒါအာဆန်နယ်ကတော့အကျိုးအမြတ်အများဆုံးတော့ယူဆရတယ်။အဲချက်စီကတော့ဒါသူ့ရဲ့ထုံးစံအတိုင်းပဲပေါ့နော်။ဒါကစားသမားတွေခေါ်တဲ့လုံနေစဲပေါ့။ဒီဂစ်တန်တို့ပက်ထရိုတို့ဒီဒီလက်တို့ဟိုကနာချိုတို့နောက်ပြီးတော့ဒီဘက်ကဒီ ST ဘောင်းတို့အကုန်လုံးကတော့သူ့ရဲ့အတိုင်းအတာတစ်ခုကြီးခြေဆွမ်းပြနိုင်တယ်လို့ပဲကျွန်တော်ပြောရမယ်။ဒီလက်ကတော့နည်းနည်းလေးဒါဒဏ်ရာပြဿနာရဲ့ဝဲပဲပြဿနာနဲ့ရုန်းကန်ရတာပေါ့လေ။ဂျာဟိုပက်ထရိုဆိုလဲဒီနောက်ပိုင်းမှာခြေဆွမ်းလေးနည်းနည်းငုတ်သွားပေမဲ့အတူရာသီအစနံပါတ်10ကစားခဲ့ရတဲ့ပွဲစဉ်တွေမှာတော်တော်လေးခြေဆွမ်း ထပ်ပြီးတော့ကောင်းမွန်တာကိုတွေ့ရတယ်ပေါ့။ဒါ United ကတော့ဒါဒါ Sasco တစ်ခုတယောက်လောက်ပဲပြောစရာရှိမယ်။တိတ်ညှော်မှန်းလောက်ခြေစွမ်းမပြနိုင်သေးဘူးပေါ့။ဒါပေမဲ့ဒီ Kunya Sasco ဒီကိုသမား Lamas အကုန်လုံးကခြေစွမ်းကောင်းနေပြနိုင်တာကိုတွေ့ရတယ်ဆိုတော့ဒါ DR ဒီ Premier League ကဒီလိငါးခုမှာငွေကြေးသုံးဆက်မှုအများဆုံးပဲ။ Champions League ဒီခုထက်တယ်ဒီခုပေါင်းထက်လဲပိုများတယ်ဒါပေမဲ့အဲ့အချိုးမြတ်တွေကိုလည်းဒီပရီးမီးယားလိဂ်ကတကယ်ကိုလက်ငင်းအချိုးခံစားနေရတယ်လို့ကျွန်တော်မြင်ပါတယ်ကိုရဲအဲဆက်သေးပါမယ်ညီလီဗာပူးကပုံမှန်ဆိုရင်တော့ ခုဘယ်လိုပြောလဲသူကဒီ data ဘိုင်းနဲ့ပတ်သက်လား data analysis နဲ့ပတ်သက်လားအရန်ကိုပဲဒီချီကျူးစရာလဲကောင်းတယ်ဗောနိကစားမခေါ်ယူတာဒါနီးပြခေါ်ယူတာတွေဒီလိုမျိုးခေါ်ယူတာနဲ့ပတ်သက်လာရင်သူတို့ရဲ့ဒီ scientific နဲ့ပတ်သက်ပြီးတော့မှတကယ်ကိုသိပ္ပံနည်းကြအချက်လက်ကြကြကိုပဲဆုံးဘယ်လိုပြောမလဲတုံးတက်တုံးတက်ပြီးတော့မှခေါ်ခေါ်ခဲ့ကြတာဗောလေဒီအခြေအနေတခုကဟိုလက်ရှိခေါ်ထားတဲ့လူဝင်အားတစုနဲ့ကြတော့သူတို့ရဲ့ဒီ scientific နဲ့ပတ်သက်ပြီးတော့မှအခြေအနေတခုကိုပြန်ပြီးတော့မှတုံးတက်ရမယ့်အခြေအနေရှိနေပြီလားမသိဘူး ားလေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောပြောဟုတ်ခေါ်ယုံမှုတွေကမှားတယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နားလည်မှုလွဲတာကကျွန်တော်တို့ကရေတို့ဒီလက်ငင်းရာသီကိုပဲကြည်တာပေါ့လေသူတို့မှကြတော့ဘွယ်စင်စက်တီအပီလာကိုပဲကြည်တယ်ဒါမှမဟုတ်ဒီရာသီမှာဒီဘောက်ဒီလူတွေနဲ့ကောင်းလာနိုင်ပါမလားဆိုရအမြင်ပေါ့ဒီသူတို့ဒီဘုတ်ဖွဲအမြင်ကြတော့ဒီနောက်ထပ်လီဗာပူးတစ်ခုကိုဒေါင်းတန်းတစ်ခုကိုထပ်ပြီးတော့နောက်ထပ်မျိုးဆက်တစ်ခုကိုထပ်သွင်းတာပေါ့နော်ဒီဆာလာအလွန် ဆိုတဲ့ကာလာတစ်ခုကိုမျော်မှန်းပြီးလူဖော်ရုပ်ခဲ့လို့တော့မြင်တယ်။ဘာလို့လဲဆိုတော့ဒီလဇနာအီဆတ်တို့သူတို့ပြနှစ်ယောက်ပဲပေါ့နော်။ဒီဖလော်ရီယန်ဗီယက်နဲ့လဇနာအီဆတ်ဆိုရင်ဆာလာမရှိတော့ဆာလာမရှိတော့မယ့်အချိန်မှာကြာဆင်းသွားမယ့်အသင်းရဲ့ဒီဩဇာပေါ့။ Aura ပေါ့နော်။အဲ့ဒါကိုပြန်ပြီးဖာထေးတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မြင်တယ်။ဒါမဲ့ဒါ direct အစားထုတ်မှုမဟုတ်ဘူးပေါ့နော်။ဆာလာလို့တောင်းပန်ကစားသမားမျိုးနောက်ပိုင်းမှာဒီ ောက်တရားဒီနေရာဒီမှာကြာဆင်းလာမဲ့အချိန်မှာဒီတောင်ပံအစားထိုးတာမဟုတ်တခြားနေရာကနေဒီသူ့ရဲ့ row ပေါ့ဒီကိုးသွင်းမဲ့ row ပြန်ဖြည့်လိုက်တယ်လို့တော့မြင်တယ်အဲ့တော့ဟိုရေတို့ကုစားမှုမဟုတ်တာဖြစ်တဲ့အတွက်ဒီရာဒီမှာတော့ဒါလီဗာပူးကနည်းနည်းလေးရုန်းကန်နေရတယ်ပေါ့ကျွန်တော်တို့ကဒီသူတို့ကသူတို့ကိုယ်တိုင်လည်းဒါဆာလာအလွန်ဆိုတဲ့ကာလာကိုညှော်မှန်းပြီးတိစောက်ထားတာဖြစ်တဲ့အတွက်ဒါတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားအောင်ပေါ့နော်ဒီလီဗာပူးရဲ့လူခွဲယုံမှုတွေကရေရှည်အတွက်ဆိုရင်တော့ဒါမှားတယ်လို့လုံးဝပြောလို့မရဘူးပေါ့ကိုရင်ဒါပေါ့အဲ့ဒါဆိုတော့ကိုတို့ကဟိုလက်ရှိ position 7 AP ဆိုရင်တော့ တမျိုးပြောအောင်ပြောလို့ရလိမ့်မယ်ပေါ့နော်ဒါ long term ဆိုရင်တော့ဒါတွေကပြောလို့မရသေးဘူးပေါ့လေဒါဘာကြောင့်မလဲဆိုတော့ volume management အသင်းတစ်ခုကလည်းဒီလိုကာလာဒိုလေးအတွက်လည်းသူတို့ကသွားထားတာမဟုတ်လေပတ်စံလည်းဒီဘယ်လိုပြောမလဲနည်းနည်းနော်နော်လေးမဟုတ်ပေါင်တန်းရာချီပြီးတုံးထားတဲ့အားဖြစ်တဲ့အတွက်သူတို့ကဒါ long term တစ်ခုကိုသွားထားတဲ့ဆိုတော့ဒီချင်းလေးတော့ဒါစောင့်ကြည့်ရမယ် liverpool မှာတော့ဒီဟာလေးရုံးကန်ရတဲ့ဟာလေးညာတော့ကိုယ်လည်းရှိတာပေါ့ဥပမာ fabinho တို့ဒီဘယ်လိုပြောမလဲ mane တို့အလွန်လေးတွေမှာဆိုရင်လည်းတစ်ချက်ငုတ်သွားလိုက်တာမျိုးလေးရှိတယ် အဲယူရိုပါလိလောက်ပဲဝင်ခွင့်ရပြီးတော့ချန်ပီယံလိမရတဲ့နှစ်လေးလည်းရှိတယ်ဒါပေမဲ့နောက်တရားလေးကျပြန်ကောင်းတယ်ဆိုတော့အစားမျိုးလေးလည်းရှိတယ်ဆိုတော့ဒီတရားဒီကတော့နည်းနည်းလေးစောင့်ကြည့်ရမယ့်အခြေအနေရှိလိမ့်မယ်နောက်ရာလေးကျရင်တော့ပုံစံကောင်းရမရဆိုတာလေးတော့ဒါပြန်ကြည့်ရမယ်ပေါ့လေအဲ့တော့အခုပြောစရာရှိသွားတာကိုဆွေရေးတာ project 7အပြီးမှာဆိုရင်ကျွန်တော်တို့အစောပိုင်းပြောသလိုပွဲချက်ကလည်းတော့ရှောက်လာတော့မယ်အဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ Africa Flower Effect တွေလာတော့မယ်ဒီ effect ကိုအများဆုံးခံရမှာကျွန်တော်ဒါ Sunderland ဆလာလန်ကဒီဒီမှာစာတကီရုပ်အပေါင်းရင်6ယောက်ထိဒါအာဖရိကအပွဲကိုဒါ6ယောက်ထိလွတ်လွတ်ထားရမယ်နောက်ထပ်ကျွန်တော်ဒီဒီဇင်ဘာမှာဆိုရင်လေယူရိုပါလိဒါကွန်ဖရင့်လိနောက်ထပ်ချန်ပီယံလိပွဲချက်တွေလည်းကစားရမယ်အဲ့ထက်ကမှဒါထိတ်တန်းသိနေတယ်မှာဆိုရင်လုံးဝဂျာပွဲမရှိတော့တဲ့ဟာကကျတော့မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကကျတော့ကာဘောင်းကနေလဲစောစီးထွက်သွားတဲ့အတွက်ဒီ FA ဘလာတတိယဆင့်ကစားမယ်ဇန်နဝါရီမတိုင်ခင်တိ ဒီဂျားကာလာတွေမှာဘာလုံးဝဒီကျွန်တော်ကလည်း Premier League ကလွဲလို့ဂျန်နဲ့ပွဲမရှိဘူးဆိုတော့ဒီကာလာတွေမှာ United ရဲ့ attack ကိုပြန်မြင်ရနိုင်တာဒါမှမဟုတ်တခြားဒီပွဲချက်တွေများတဲ့အခြေအနေတခုမှာတခြားသင်းတွေရဲ့ attack ကြောင့်အခြေအနေလေးကိုလည်းတော့ကိုစိတ်တုံ့ပြန်ပြော United ကအခုပြောသလိုပဲเนาะဒါအခြားပွဲမရှိဆိုတော့သူတို့ကလည်း Africa ပွဲနှွှဲရမယ်ဆိုတာမှတွေဒါပေါ့အဲ့ဒီကျွန်တော်အမ်ပူမိုတို့ဒါအမတ်တီးရလို့ရှိရလားသူတို့ရဲ့ဒီညတော့မှန်တစုံလုံးဆိုချောင်းပဲအနေထားပါတော့အဲ့ဒါတော်တော်လေးသူတို့တန်းအနေရများတယ်အဲ့ချိန်အတွက်ကိုဒါ မော်ဒယ်နဲ့ဂျူတင်ပြင်ဆင်မှုတော့လိုနေပြီလို့ပြောနေတာ။ဘာလို့လဲဆိုတော့သူတို့ရဲ့အဓိကအသက်ကလည်းညာညာပဲ။ပြန်တဲ့အပိုင်းကတော့ဟုတ်တယ်။တခြားသင်းတွေလိုဘာဥရောပဖလားမှလည်းမရှိဘူး။အဖေဖလားတတိယဆင်ရောက်မှပဲသူကဂျာဘွက်တိုးလာမှာဆိုတော့ဒီအချိန်မှာသူအာဖရိကဘာမတိုင်နေမှာပုံမှန်လေးပေါ့နော်အမှတ်တွေယူထားနိုင်ပြီဆိုရင်ဘာပဲပြောအသင်းကြီးနေအများကြီးမကွာပဲနေပေါ့နော်။ဖိတ်ပိုင်းမှာ ဆက်လက်ရည်တည်ဖို့အတွက်မျှော်လင့်နိုင်မယ်သူတို့ကိုယ်တိုင်လည်းခုနကပြောလို့အာဖရိကဖလားတော့အသေးနိုင်ဒီပါကြုံရမယ့်ကြိုးစားမှုရှိရတယ်ဒါပေမဲ့အချို့အသင်းတွေလည်းဒါကိုရှောင်လန်းနိုင်တဲ့အသင်းတွေလည်းပါတယ်ဒါအာဖရိကသမားတွေမခေါ်ထားတဲ့အသင်းတွေကဒီရဲ့အကျိုးဆက်ကိုဒီအာဖရိကဖလားပြန်ပွဲမှာသူတို့ခံစားရမယ်တော့အများဆုံးထိခိုက်မဲ့တင်ရတာအခုပြောတဲ့ဆန္နာလန်ဆန္နာလန်ကအခုက form ကောင်းနေတယ်ပုံမှန်ထက်ကိုအများကြီးမျှော်လင့်ထားတာလောက်ပြနေတဲ့ဒီလိုကစားသမားတွေအစုလိုက်ပြောနေပြီးထွက်ရမယ်ဆိုရင်တော့သူတို့ရဲ့ red dan တကူကတေချာပေါ့ပေါ့ထိခိုက်လာနိုင်တယ်ဆိုတော့ဒီခြေနေကိုအသင်းတိုင်းက ကစားသမားအင်အားတောင်းတောင်းနဲ့ခင်ဗျငွေကြီးတွေတုံးပြီးတော့ဘယ်လောက်ထိစီမံထားမလဲဆိုတော့ကျွန်တော်စမ်းကြည့်ရအောင်အဲကောင်းတစ်ကောင်တစ်ချက်လောက်ညီဒါအစင်နေကတော့လောလောဆယ်အစစ်တစ်မှာရတည်နေပေါ့လေဒါအဲ့ဒီဘယ်လိုပြောမလဲနိုဝင်ဘာနိုင်ငံတကာပွဲလွန်မှာကစားမဲ့ဒါပွဲချက်ကာလမတိုက်ခင်မှာကမ္ဘာရဲ့ဒဏ်ရာဝါတယ်ဒဏ်ရာဝါတဲ့အချိန်တွေကပြင်းထန်လားမပြင်းထန်လားတော့အကိုဒါလောလောဆယ်တော့မသိရဘူးဒါပေမဲ့သူကြည့်ရတာတော့အကိုတို့ဒီပထမတစ်ပတ်ထဲမှာကစားမဲ့ပွဲတွေကတော့ ါဘူးတော့မလွယ်ဘူးပေါ့နော်ဥမာအနိစာဆုံးဆိုတာဒါတော်တင်ဟော့စပါနဲ့ဒီလန်ဒန်မြောက်ပိုင်းဓာပီပွဲရှိတယ်ဒီပွဲကတော့ပါနိုင်မယ်လို့အကူကတော့မထင်ဘူးဒါအနိစာဆုံးနေတာဘာကြောင့်လဲဆိုတော့ဒီပေါင်ချန်ဒန်ယာသူ့ဒီယာဒန်ယာနဲ့ပတ်သက်ပြီးတော့မှလည်းဒီ history ရေးလဲဒါသူ့မှာရှိပြီးသားဆိုတော့ဟိုကတော့ဒါ career ဒန်ယာလေးနည်းနည်းစိုးရင်းနေနောက်ကတော့အာဆင်နယ်ကိုယ်တိုင်ကလည်းဒီဒီဇင်ဘာပွဲချက်ကာလတွေရောက်လာပြီဆိုရင်အမဆုံးရှုံးတဲ့ဒီအခြေအနေလေးလည်းဒါရှိရပါဘူးအဲ့တော့ဒီဘယ်လိုပြောမလဲ November နိုင်ငံတကာပွဲအလွန်ကာလအခြေအနေတကူမှာ position 7အပြီးပေါ့လေ position 7အပြီးအခြေအနေတွေမှာဘလို့ competitive အပြောင်းအလဲလေးဖြစ်လာမယ်လို့ဆိုတော့လည်းသုံးသပ်ပြီးပါမယ်။အဲဟုတ်ပါတယ်။ဒါကျွန်တော်တို့ဆန္ဒလန်းကိုတူတူသေးကြတဲ့ပွဲမှာဆိုရင်တို့ဒီရာသီသွားနေတဲ့အိုက်စီရဲ့အဓိကတောက်တိုင်သွားမှာပီတာယော့ခရက်မပါဝင်နိုင်ဘူးပေါ့နော်။ဒီမရီနိုကစားရတယ်။အရင်အဆင်မပြေတာကိုလည်းကျွန်တော်တွေ့ရတယ်။ဒါပြီးခဲ့တဲ့ရာသီမှာလည်းဒါအိုက်ဟာဘတ်နာသွားတဲ့ ကာလတွေမှာဒါမယ်ရီနိုကစားခဲ့ပြီးအဆင်ပြေခဲ့တာတွေ့ရဒါပေမဲ့ဆန်ဒါလန်နဲ့ပွဲတပွဲတည်းအားဖြင့်တော့အဆင်မပြေခဲ့ဘူးပေါ့နော်ဒီခန်းစစ်ပိုင်းမှာဆိုရင်တော့ဒါအာဆန်နယ်ကဒီကတိမှာပို့ပြီးတော့တောင်တောင်းတင်းလာပါသေးတယ်ဒါအခုဂါဘရီယယ်မကာရီစ်နာဝါပဲမယ်ဆာလီဘာကကြံ့ခိုင်မှုပြေဝနေတဲ့ပုံစံမျိုးဖြစ်လာပြီအဲအဲ့လိုပဲတူနဲ့ကိုကျွန်တော်တို့မော့စကီရာနဲ့ပဲတွဲတွဲအဲနောက်တာဒီခင်ကာပီယေနဲ့ပဲတွဲတွဲတွဲလို့ရတယ်အဲ့လိုပဲဒီကလာဖီယိုရီကိုတို့ဒီဆန်နာဘတ်ဘဲချန်းဆန်နာဘတ်နေရာကိုထည့်ပြီးတော့လူးစ်ကယ်လီကိုတို့ဘဲချန်းဖူဘတ်နေနဲ့လည်းတုံးလို့ရတယ်ဒီဂါဘရီယယ်မကာဟီမပါလို့ အရန်ကြီးအာဆင်နယ်ကခန်းဆက်ပိုင်းမှာအရန်ကြီးပေါ့လေယုံယုံရမလို့တော့ကျွန်တော်မမြင်ဘူးသူတို့ဒီဆာလီဘာမပါတဲ့ဒီခန်းဆက်နယ်လေသူတို့ဒီယာဒီမှာအချိန်ကြီးအများစုကိုဖျက်ဆီးခဲ့ပြီးသွားပြီဆာလီဘာပါတဲ့အချိန်မှာလည်းဒါကြန့်ခိုင်မှုအရန်ကြီးပြေဝနေပုံစံမျိုးမဟုတ်ဘူးပေါ့လေဒီအာဒီတာကသူ့45မိနစ်မှာ45မိနစ်ပဲထည့်သုံးတာမျိုးဒုတိယပိုင်းမှာလူစားပြန်လဲတာမျိုးနဲ့သူ့ရဲ့ return လေးကိုပြန်တီးဆောင်နေတဲ့ကာလာမျိုးနဲ့တောင်ဒါအာဆင်နယ်က ကစားခဲ့ပြီးပြီးတော့သူအရှိမလဲဒါ Declan Rice လို့ဆိုပြီး Manny လို့လို့ကစားသမားမျိုးတွေရှိနေတာဖြစ်တဲ့အတွက်ခက်စပိုင်းအဖြစ်တော့ Arsenal တိတ်ပြီးတော့စိတ်ပူစရာမရှိဘူးပေါ့နော်တခုစိုးရင်စရာရှိတာကဒီ Queen Queen နေပြီးတော့ဘိုင်းနေမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့နော်သူတို့မှာကဒီမှာဟို Arsenal ဒီဟာဒီတခုသေးသောအားနည်းချက်က ဒီဖလားမရဘူးသေးတာပဲပေါ့နော်ဖလားမရဘူးသေးရဲ့ဒီ winning mentality ပေါ့နော်ဒီဒီဟာကကိုယ်စိတ်ကိုမလုံခြုံမှုကိုဖြစ်စေရလို့ကျွန်တော်မြင်တယ်ပေါ့ဒီအချိန်မှာသူရောက်လာတော့ခု Manchester City နဲ့ဆိုလေးမှတ်ပဲဟွာ Manchester City ကဒီရာသီမှာကစားပုံပိုကောင်းလာရဆိုမြဲပြီးခဲ့တဲ့ရာသီနဲ့အများကြီးကွာတာပေါ့ပြီးခဲ့ရာသီသူတို့ပွဲစဉ်ဆက်တဲ့အပြီးမှာ23မှတ်ရတာဒီရာသီတို့22မှတ်ပဲရသည် Manchester City ကပြီးခဲ့ရာသီကတော့ထက်တောင်တမတ်ရော့နေသေးတယ်ဒါပေမဲ့ Arsenal စိတ်မှာကလုံးဝ Manchester ကကြောက်စိတ်ဖြစ်စေတယ် Guardiola Guardiola ပေးတဲ့ဒီ fear factor ပေါ့နော်အဲအဲ့ပုံမှာ သွားပြီးတော့ဖိအားမဖြစ်စေဘူးတော့လို့တယ်သူကြားပဲဒါဂါဘီယမန်ကားဟိနာဝါးတဲ့အချိန်မှာပဲဒါပရီးမီးယားလိမှာဆိုသူတို့လန်ဒန်ဒါဘီနှစ်ပွဲဆက်တဲ့ကစားမှာเนาะစပါးနဲ့တပွဲချက်စီးနဲ့တပွဲကြားထဲမှာလည်းဒါဒီဘိုင်မြူနစ်နဲ့ကစားမှာဆိုအသင်းကြီးသုံးသင်းနဲ့ဇတိုက်ကစားမှာအနေထားကြမှာဒါဂါဘီယမန်ကားဟိကထပြီးတော့နာတယ်ဖြစ်ချင်တော့ဒီ international break မဝင်ခင်မှာလည်းသူတို့ဆန်နာလန်နဲ့ကိုတောက်ကြချီပါကုန်နဲ့နှစ်ကိုးစီတေးကြပြီးအမှတ်ရော်ထားတယ်ဆိုတော့ဒီချိန်မှာသူတို့ဖိအားလေးအနေငယ်ဝင်နေတယ်လို့ယူဆတယ်ဒီသုံးပွဲမှာဒါသူတို့ သုံးပွဲရဒီချန်ပီယံလိကိုတော့ခဏထားပါတော့ဒီစပါးနဲ့ပွဲချက်စီးနဲ့ပွဲပါဒါဒါအ ਨੇ သောဒါတို့၄မှတ်လောက်တပွဲတရေတပွဲနိုင်လောက်ကစားနိုင်နေဆိုရင်ဒါဒီဖိအားချိန်တွေကိုကျွန်တော်တို့ကြော်လားနိုင်ပြီဆိုတော့အရေးမော်လေးကိုပြသနိုင်တယ်လို့တော့ကျွန်တော်ကောက်ချက်ချလို့ရပါတယ်ကိုကြီးဒါတော့ဟိုဒီနိုင်ငံတကာပွဲပြီးအခြေအနေလေးကိုလည်းတစ်ဆက်တည်းဒါသုံးသပ်ပြပါဘောလေအဲ့တော့ဒါပွဲစဉ်ဆက်တည်းအပြီးအခြေအနေနေနဲ့နောက်ထပ်ပွဲစဉ်ဆက်တည်းအပြီးဖြစ်လာနိုင်တဲ့အနေအထားနဲ့ပတ်သက်ပြောပါဟောဒါဘာများဖြစ်ဆက်ပြောလို့ရှိအောင်လဲဒီကိုဆိုရင်ဟုတ်ကဲ့ပါဒါကခုနကောင်းတဲ့ပြောသလိုပါနော်ဟိုအာဆင်နယ်ကတိုက်တိုက်ဆိုင်ဆိုင် international break မတိုင်ခင်မှာမှတ်လျော့တယ်အဲ့ပွဲမှာမှဘီကိုကလည်းနှစ်ကိုပြေးလိုက်ရတယ်ပြီးတော့အဲ့ပွဲမှာသူတို့မှာစိုးရိမ်စိတ်တည်ပဲမြင်လိုက်ရတယ်ဗောနော်ကတိုက်ဆိုင်ဆိုင်ဘွေချက်တည်လာတော့မှအချိန်မှာကိုယ့်ရဲ့အဓိကဇာမတယောက်ဆုံးရှုံးအောင်ဆိုတော့အဲ့ဒီအဲ့စိုးရိမ်ပူပန်မှုကိုသူတို့ဘယ်လောက်ထိအကောင်းဆုံးကြော်ဖြတ်ပြမလဲအစားထိုးလို့ရတဲ့ဇာသမားတွေကတော့အသိရှိတယ်ဟုတ်တယ်ပြောဒါပေမဲ့ဒါဗီမဂါဟီလို့အသိကိုဦးဆောင်နိုင်မဲ့မောင်းနေနိုင်မဲ့ဩဇာရှိတဲ့ဟိုပိုင်ဘက်ရဲ့တိုင်ဘက်နဲ့ရှင်မယ်ဆိုတော့မှဟိုဘယ်လိုကောင်တိုင်ဘက်ဖီယာဖတ်တာတော့ကွာတယ်ပေါ့နော်ဒါဗီမဂါဟီနေရာတော့ကွာတယ်ဆိုတော့ဒါကိုကြော်လာနိုင်မယ်ပြီးတော့ခဏပြောတဲ့ စပါးတို့ချဲစီတို့နဲ့ဘွဲတွေမှာအရင်ကြီးစိုးစိုးဝါးဝါးမဖြစ်သွားဘူးဆိုရင်တော့လမ်းကြောင်းမှန်လေးအတိုင်းပဲဆက်သွားမယ်လို့ထင်ပါတယ်။အာဆင်နယ်ကလည်းဒီနှစ်ပွဲပဲအသင်းကြီးတွေထဲမှာကျန်တော့ကျွန်တော်ကျွန်တော်ရဲ့ရှေ့မှာတော်တော်များများဒူကျော်လာခဲ့ပြီ။ဂျာလက်ကတော့အသင်းကြီးတိုင်းဒီယာဒီမှာပေါက်ဖက်ဘယ်သူမှမဖြစ်ခဲ့ဘူး။ရှုံးလိုက်နိုင်တဲ့တီချာလည်းအာဆင်နယ်ဆိုရင်လီဗာပူးကိုရှုံးတယ်၊မန်စီးတီးကိုတီးကြတယ်၊မန်ယူနိုက်တက်ကိုနိုင်တယ်ပေါ့နော်။ဒီလိုမျိုးအမှတ်တွေတော့အပြည့်ယူနိုင်ခဲ့တာတော့မဟုတ်ကြဘူး။ရှင်းတိတင်ပါဆိုအာဆင်နယ်ကအသင်းကြီးနဲ့တွေ့လုံးဝမရှုံးခဲ့တာ၊နှစ်ရာသီဇက်တိုက်တော့ပစားခဲ့။ဒီနှစ်မှာတော့အမှတ်ရော့တဲ့နယ်ပွဲကြီးလည်းရော့ပါတယ်၊ပြဿနာမရှိဘူး။ဒါပေမဲ့ မှတ်ယူရရမဲ့ပွဲတွေမှာပုံမှန်အတိုင်းဆက်သွားနိုင်မယ်ဆိုရင်တော့ဒီနောက်ကနေလေးမှတ်กว่าနဲ့ Man City ဖိအားပေးနေတဲ့နိုင်အောင်အရင်ကြီးတို့စွရိစိတ်မဝင်သွားဖို့လိုတယ်။အခုရှိတာနောက်ကဖိအားပေးနေ Man City ဆိုတဲ့စိတ်ကသူတို့မလုံခြုံမှုကိုခံစားရမယ်ဟိုဒီလိုတက်ရောက်မှုတွေတော့ရှိနိုင်တယ်။ဒါကိုဘလောက် Arsenal ကကြော်ဖြတ်ပြတယ်။သူတို့ဘလောက်ထိရင်းကျက်လာပြီလဲဆိုတာကိုဒီကျွန်တော်တို့ November International Day Preview မှာစောင့်ကြည့်ရအောင်။ဒါပေါ့ကျွန်တော်တို့ဒီ Title Race အခြေအနေရောနောက်ထပ်ဒါတခြားအခြေအနေရောဘာလို့လဲဆိုတော့ဒီနှစ်ကကြတော့ အကြပူပြောမှာ competitive ဖြစ်လာတာဗောလေအတင်းကြီးတွေရဲ့ဒါအမှတ်ဆုံးရှုံးမှုကဒါခလွန်တာကောင်းသိထောက်ပြပါပါဆို Manchester City ရဲ့ဒီပွဲစဉ်ဆက်တည်ပြီးဒီနေ့ရလတ်နဲ့မိနစ်တုံးကပွဲစဉ်ဆက်တည်ပြီးရမှတ်နေဆိုရင်ဒါအမှန်နဲ့ကြေပြောမယ်ဆိုရင်ထင်းတော်မတင်ထားတဲ့အခြေအနေမျိုးလေးအကိုဒါတွေ့ရတယ်ဒါပေမဲ့မတူညီတာတစ်ခုကကြတော့ပြီးခဲ့တဲ့ယာတီကကြတော့ဟိုလီဗာပူးတသိန်းနဲ့ထောင်ထွက်ပြီးတော့မှတခြားသိန်းတွေကကြတော့ဥမာတန်တဲ့သိန်းတွေဆိုဘာမှပုံမလာဘူး ဘယ်လိုပြောမလဲတမ်းပြန်ဆင်းရတော့မယ်ကွာဆိုတဲ့ဒီလိုမျိုးရန်နက်လေးလေးကိုပွဲစဉ်စက်တဲ့အမိပါကလေးနဲ့ကောင်းကောင်းရနေဒါပေမဲ့ဖြစ်ကျင်တော့ဒီနှစ်ကကြတော့ပွဲစဉ်စက်တဲ့အမိမှာဒီတတ်တဲ့အသင်းတွေရဲ့ရလတ်တွေခြေစွမ်းတွေကတကယ်ကိုအမခန့်ဖြစ်နေပြောမှဒါ16အသင်း20မှာ16သင်းလောက်ကတကယ်ဝဲချင်းချောင်းနိုင်တဲ့အနေထားဖြစ်တဲ့ဆိုပို့ပြီးတော့မှ competitive ဖြစ်လာတယ်။လာမဲ့ပွဲစဉ်တွေမှာလည်းတည်ကြပါရယ်ပရီးမီယာလိကပို့ပြီးတော့အကျင့်နဲ့ရှိတဲ့အလားလာတွေနောက်တာ title race တွေအဆင့်၄တွင်းပြိုင်ပွဲဥရောပဝင်ခွင့်ပြိုင်ပွဲတမ်းဆင်းရဖို့ပြိုင်ပွဲစသဖြင့်ဒီနေရာစုံနေရာစုံအတွက် သူတို့လေးကိုအကျိတ်နယ်ရှိလာမဲ့ပွဲစဉ်တွေဖြစ်လာမယ်လို့ဒါမျှော်လင့်ပါတယ်အခုလိုမျိုးဒါပွဲစဉ်ဆက်တည်ပြီးချင်းနေနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြီးရတယ်ကိုစိုးကြီးရောကောင်းတဲ့ကောကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအောင်ပြခဲ့ကြတဲ့ဆော့ကောဟောပရိသတ်တို့အခုချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ